တော်ကတာဝတိပြေရှိဒယကာဒယကာမတွေဟာမစ္စဘုရားရှင်ကိုဖူးမြော်ရန်ဇေဒဝန်ကျောင်းတော်သို့နေ့စဉ်နေ့တိုင်းလာရောက်လေ့ရှိကြပါတယ်။မစ္စဘုရားဒေသစာရီကြွရှိတော်မူ၌မစ္စဘုရားကိုဖူးမြော်ဝဲမရကြတဲ့အခါစိတ်မကြည်မရွှင် ဖြစ်ကြပါတယ်။မစ္စဘုရားရှင်ဟာပူဇော်ရန်ယူဆောင်လာခဲ့ကြသောပန်းရည်ချမ်းစီမိနှစ်သားတို့ကိုဘုရားရှင်အားယီမန်း၍ကန္နကူရီတိုက်ဝင်ပေါင်း၌ချထား၍လှူဒန်းခဲ့ပါတယ်။ဒီဖြစ်ပုံကိုအနာတဖိန်တရေကြီးမြင်တဲ့အခါမှာမစ္စဘုရားမရှိခိုက် မြတ်စွာဘုရားကိုစားပူဇော်စရာတစ်ခုရှိလင်ကောင်းလေစွာဟုအကြံဖြစ်ခဲ့ပါတယ်။ထိုအကြံကိုအရှင်အာနန္ဒာအားလျှောက်ထားတော်မူခဲ့ပါတယ်။အရှင်အာနန္ဒာကမြတ်စွာဘုရားရှင်အားဆက်လက်လျှောက်ထားရာမြတ်စွာဘုရားရှင်ကမိမိကိုစားဗောဓိပင်စိုက်ပျိုး၍ကိုးကွယ်ပူဇော်ခွင့်ပြုခဲ့ပါတယ်။ထိုဗောဓိပင်ကိုအရှင်အာနန္ဒာဥစာ၍စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့်အာနန္ဒာဗောဓိဟုခေါ်ဆိုပါတယ်။သူအချိန်မှစ၍တာဝတိပြည်မှာရှိတဲ့ဒါယကဒါယကမရီဟာဇီဝဝင်ကျောင်းတော်၌မြတ်စွာဘုရားမရှိခိုက်မှာ အာနန္ဒဘောရီပင်ကိုပန်းရေချမ်းစီမီနတာတို့ဖြင့်လှူဒန်းပူဇော်ခဲ့ကြပါတယ်ထိုစင်လာကိုလက်ဆင့်ခံတည်ဆောင်လာခဲ့ရာဗုဒ္ဓဘာသာဝင်နိုင်ငံတိုင်းမှာယနေ့တိုင်ကဆုံလာပြည်နေ၌ဗောဓိပင်ကိုညောင်ရီသွန်းလို့ရထူးထူးကဲကဲပူဇော်လေးရှိကြပါတယ်။ဒါကြောင့်ကဆုံလာပြည်နေဟာဗုဒ္ဓဘာသာဝင်များအတွက်နေထူးနေမြတ်အဖြစ်ယနေ့တိုင်သတ်မှတ်နေကြဆဲဖြစ်ပါတယ်။ဗျာဖွားပွင့်ဆန်ဤလေးတံမှတ်ရန်ဗုဒ္ဓနေ့လို့အဆိုရှိပါတယ်။ ဖျားရှင်ဟာဤနေ့ဤခါ၌တပ္ပညုတရွှေဉ္ဇဉ်တော်ကိုရရှိတော်မူရန်အတွက်ဗောဓိညောင်မေအားအမိပြု၍တရားအားထုတ်တော်မူခဲ့ပါသည်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တို့ဟာဗောဓိပင်အားရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြပါသည်။ရေသွန်းလောင်းကြသည်မှာကဆုံလတွင် ရေရှားပြည့်လဲ၍ညှို့လျော်အပ်စေဖြစ်သောဗောဓိပင်ကိုလမ်းစမ်းဆိုပြရန်အတွက်ပင်ဖြစ်ပါသည်။ဒီလေးတာဗုဒ္ဓဘာသာဝင်တို့မှာပြောက်ွယ်သွားခြင်းမရှိဘဲယနေ့တိုင်ဆက်လက်ရှင်းတန်းနေစေဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာကဆုံလာပြည့်နေ့မှာညောင်ရီသွန်းပွဲများပြုလုပ်လျက်ရှိကြပါတယ်။ကဆုံလာပြည့်ဗုဒ္ဓနေ့တရားအဖြစ်လဲလျောင်းကဖျားစုပံကသူမေရာရှင်ရသည့်ဗျာဒိတ်ခံတဲ့နေ့ကဆုံလာပြည့်နေ့မြတ်တွင်ဗုဒ္ဓမွေးဖွားမြေတပ္ပဉ္ဇမြတ်လင်းထိန်လက်လာပြည့်နေ့ဤရက်ရုံဏစင်ဆက်ချုပ်ငိမ့်မြန်ပြိနိဗ္ဗာန်ဆံထူးခြားအမှန်ဤနေ့မြတ်ဗုဒ္ဓနေ့တက်မှတ်မပြတ်နှစ်စဉ်နှစ်တိုင်းမှာကဆုံလာပြည့်မှာဗုဒ္ဓမြတ်စွာဂုံရီမွေ့ ညောင်ရီတွန်းတဲ့နေ့